အရန်ကိုကျိန်းဝါနေတဲ့ဘူးလက်ပေါ့နော်ဘူးလက်ဒီလှဆွေလှဆွေကတတော်လေးကိုချင်းနေစိုးနေတာဗျ KIA ကိုပေါ့နော်ဒါရွှေလက်နဲ့ခေါ်လို့မလှအောင်ဆိုရင်ဘူးလက်လွတ်လိုက်မယ်ဘာညာဆိုပြီးတော့ဒါ तू အဲ့အကြောင်းကို तू ကတခုတ်တရနဲ့ပြန်ပြောတာပေါ့နော်တောင်းဒီလိုမျိုးမပြောခင်မတိုင်ခင်ရှေ့ကာလလေးတခုအပိုင်းရှားမှာပေါ့နော်ဒီအားကတတော် AA ရဲ့ခေါင်းဆောင်ဖြစ်တယ်ပေါ့နော်ဒါဗကြောထွန်းမြင့်နိုင်ရှိတဲ့နေရာကိုရှာဖွေနေတယ်ဆိုပြီးတော့တရင်နေလဲထွက်ခဲ့တာရှိတယ်ပေါ့ မင်္ဂလာပါဒီနေ့ကတော့နိုဝင်ဘာလ12ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာလည်းကျွန်တော်တို့ထူးခြားဖြစ်စဉ်တွေရှိကြတယ်ဗောနော်သတင်းတွေလည်းရှိကြတယ်ပြီးတော့ဒါပြည်သူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့သတင်းတွေလည်းရှိကြတယ်အဲဥစားတော့ဒါစေကောင်စီကသတိရဲဒါအတူရောင်ဒါရွေးကောက်ပွဲဗောနော်အဲဥစားနဲ့ပတ်သက်လို့ဒါဝါဒဖြန့်တာတွေပြီးရင်ကမ်ပိန်းစာသားရွက်ခိုင်းတာတွေတရုတ်စာတွေကိုဒါအမှုပညာရှင်တွေကိုဖိအားပေးပြီးတော့ခိုင်းစိတ်ခိုင်းနေတယ်ဒါလောက်ရက်တွေလည်းတောက်လျှောက်ဆိုသလိုကိုလှုပ်လာတယ်ဗောနော်အဲအဲ့ဘောမှာအခုဆိုဒါ အဲဒီဒီတေးတဲ့ရှင်တွေလည်းပါလာပြီပေါ့နော်ဒါအဆိုတော်တွေလည်းပါလာကြပြီအဲအဆိုတော်တွေဆိုရင်လုံးဝဒီနိုင်ငံရေးနဲ့ဘာမှမပတ်သက်ခြင်းလို့ဝေးဝေးမှနေပါလေဆိုတဲ့ဒါဝေလာလိုမျိုးအဖွဲ့တွေကစပါလာကြတယ်တွေ့ရတယ်ပေါ့နော်အဲ့တော့စေကောင်းစီကဒီရှိကမှုလိုက်တဲ့ကိစ္စတစ်ခုကြောင်းလို့ပေါ့နော်ရှိကဒါပါလေခေတ္တမိုင်းဝင်ပါလေခေါင်းနဲ့ဆိုင်းမဲ့ခေါင်းနေအဲ့ဟာနေမှုလိုက်တဲ့ကိစ္စကြောင်းလို့အခုဒီလိုမျိုးဒါအရှင်းနေတိဖြစ်လာတယ်အဲ့မှာဒါဖန်းဟဲစီးဟဲပြီးရင်စစ်စေးဟဲမေးမြန်းဟဲဒါမျိုးပုံစံမျိုးတွေအစားဖြစ်လာတယ် ပြီးရင်ဒါတည်မလားရှူတင်ရိုက်နေတဲ့နေရာအထိသွားဖမ်းပြီးရင်ဖမ်းခေါ်လာပြီးရတယ်ဘာခက်ခဲရှိလဲအဲ့လိုမျိုးချင်းချောက်တဲ့ပုံစံမျိုးတွေကလည်းတောက်လျှောက်လုလာပြီးဖြစ်တယ်ပေါ့နော်အဲ့ကြတော့တချို့ကြောင့်လည်းပြောကြတယ်ဒီဥစ္စာနဲ့ပတ်သက်လို့အဲဒါကကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပဲပေါ့နော်အဲပြီးတော့တချို့ကြတော့ဒီဥစ္စာကဒါငခုနဲကမှပေါ့နော်ဒါစစ်ကောင်စီဘက်ကိုဒါဘုံမကျင်နေတဲ့ဒါသူတွေလည်းရှိတဲ့အတွက်လိုလိုလားလားလှုပ်ပေးနေကြတယ်ဆိုတဲ့ဟာတွေလည်း ဒါမြင်တွေ့ရတယ်ပေါ့နော်ဒါရိုက်တာနဲ့ပတ်သက်လို့ပြောမယ်ဆိုလဲဒါရိုက်တာဝိုင်းတို့ဘာလို့ညာလို့ဒါရှေ့မှာကျွန်တော်ပြောခဲ့တာရှိတယ်အဲတရုတ်ဆောင်ထဲမှာဆိုလဲအဲ့လိုပဲပေါ့နော်အဲလိုလိုလားလားနဲ့ရိုက်ပေးနေတဲ့သူတွေရှိတယ်လုံးဝ PRP လို့ရိုက်ခံရတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒါပြည်သူတွေကြားထဲမှာဗျာအဲ့လိုမျိုးဒီအသည့်အမြင်တွေဝေဝါအောင်ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ကိုချစ်တဲ့အမှုပညာရှင်ကပြောလိုက်တဲ့စကားတွေကိုနားထောင်ရင်းနဲ့ပေါ့နော်တချို့ကြတော့လေစိတ်ပြက်သွားကြတာရှိတယ်ပေါ့နော်အဆိုတော်တွေပဲဖြစ်ပါဖြစ်ဖြစ် တော်ပြီးငါတစ်သက်လုံးအားပေးလာပေါ့နော်ဒါပေမဲ့ဒီလိုမျိုးဖိအားပေးလို့လုပ်ရတယ်ဆိုတဲ့အတိုင်းလုပ်တဲ့ကုတ္တရာပေါ့နော်ငါကတော့မင်းကိုအားမပေးတော့ဘူးဆိုတဲ့ပုံစံမျိုးကြီးနဲ့ပြောကြရလဲရှိတယ်ပေါ့နော်ဒါဟိုဘက်ကရှစ်ကောင်စီဘက်ကကောင်နေကြတော့ဒီဘက်ကဒေါ်လိုင်းတက်ဖွဲ့တွေကိုဘာပြောလဲဆိုတော့လောင်ကြဆန်းပေါ့အဲတွေ့လားအင်းစစ်တပ်ကလုပ်ရင်ဒီလိုလုပ်တာပေါ့နော်အဲ့လိုမျိုးမဟုတ်မဟုတ်လုပ်ရကြီးကိုဂုံယူနေတာကဒီကောင်တွေအတွက်ရှက်စရာကြီးပေါ့နော်ပြောချင်တာပြတာအကုန်လုံးကိုဖိအားပေးပြီးတော့ဒီလိုမျိုးအတင်းကျပ်ခိုင်းစေတာမျိုးကိုသူတို့ကဂုံယူနေတာ သူတို့ကိုစိတ်ပါလက်ပါနဲ့လှုပ်ပေးတဲ့ဟာမျိုးမဟုတ်ဘူးအဲ့ရလက်မဟုတ်ဘူးညာအဲ့ဥစ္စာကိုသူကဂုံယူနေတာတကယ်ရှက်စရာကောင်းတယ်ကောင်းတယ်ပေါ့နော်အဲ့ကြတစ်ဖက်မှာဒါတကယ်လို့များပေါ့နော်သူတို့ကိုရှင်ပြိုင်နိုင်တဲ့ပါတီတွေကပေါ့နော်အဲ့လိုမျိုးရှင်ပြိုင်ခွင့်ရခဲ့မယ်ဆိုရင်ဒီကောင်နေအခုလိုမျိုးလှုပ်ခွင့်လည်းရမှာမဟုတ်ဘူးပြီးရင်အဲ့လိုလှုပ်လို့လည်းထူးလာမှာမဟုတ်ဘူးဆိုတာလည်းဒီကောင်နေမသိဘူးပေါ့နော်အဓိကတော့ ဲသူတို့သူတို့ကြည်ပဲကြံတော့တယ်သူတို့ကြည်ပဲပြိုင်လို့ရအောင်လုပ်ထားတယ်ဒီကြားထဲမှာပေါ့နော်ဒါဒါဒီလိုမျိုးဒါဖိအားပေးတာမျိုးတွေပြည်သူတွေဆိုရင်လည်းဒါမဲထဲဖို့အတွက်ပေါ့နော်ဖိအားပေးတာမျိုးတွေဒါတောင်မှပဲဒီကောင်နေရဲ့ဟာကိုစိတ်ဝင်စားကြဘူးဒါအားလုံးသိပဲပေါ့နော်ပြည်ပရောက်နေတဲ့မြန်မာတွေမဲထဲဖို့အတွက်ပြောတယ်ပေါ့နော်မထဲဘူးမထဲဘူးပေါ့နော်ကြွတင်မဲဘာဖြစ်လဲညာမထဲဘူးစင်းနေပါလေလာကြည့်ဆိုတော့မကြည့်ဘူးပေါ့နော်ပြီးရင်ဒါမဲစင်းကြီးညာတာတွေရှိတယ်မဲထဲရမယ့်အမြင်စင်းကြီးညာရရှိတယ် အဲ့လိုဟာတွေကိုကြီးညာတာကိုလာမကြည့်လို့ဆိုပြီးတော့ရက်တွေထက်တိုးပြီးတော့ထားရတဲ့အဆင့်နေထိရောက်သွားတယ်ပေါ့နော်အဲ့တော့သူတို့လုံမဲ့ဒီအတို့ရောင်ရွေးကောက်ပွဲကိုဘယ်သူမှစိတ်ဝင်စားဘူးဆိုတဲ့ဟာကပို့ပို့ပြီးတော့ပေါ်လွင်လာတယ်ဒါကိုကြည့်ချင်းအဖြစ်ဒါကြောင့်ဒါစစ်ကောင်စီကအတင်းအကျပ်ကိုဖိအားပေးပြီးတော့ခိုင်းစေနေရတယ်ဆိုတဲ့ဟာမျိုးလည်းပေါ်လွင်လာတယ်ပေါ့နော်အဲ့တော့အဲပြည်သူ့ရေးကြားထဲမှာတော့တချို့ကတော့ဒါသဘောထားကွဲလဲတာတွေရှိတာပေါ့နော်ဒီအမှုပညာရှင်တွေအနေနဲ့ဖိအားပေးခိုင်းစေလို့အခုလိုလုပ်ရတာဖြစ်တယ်အဲတချို့ကြတော့လည်းမဟုတ်ဘူးဒီလိုမျိုးဖိအားပေးခိုင်းစေခံရတိုင်းလုပ်မယ်ဆိုရင်ဒါ တော်လိုင်းတက်ဖွဲ့တွေတော်လိုင်းဘက်ကိုရက်တည်လာတဲ့ပြည်သူဘက်ကိုရက်တည်လာတဲ့အမှုပညာရှင်တွေဆိုဘယ်လိုလုပ်မလဲအကုန်လုံးဆွလွန်ပြီးတော့ထားခဲ့ရဆိုပြီးတော့ဒီလိုမျိုးနှိုင်းရှင်ပြကြရတဲ့ဟာတွေလည်းရှိတယ်ဗောနော်ချို့ကြတော့ဒါလုံးဝဒီကိုယ့်ရဲ့ဒီဟိုဟာကိုလည်းမပြောင်းလဲနိုင်ဘူးဗောနော်အဲပြီးရင်ဒါပြည်တွင်းမှာလည်းကြံနေခဲ့တယ်အဲပြည်တွင်းကနေပြီးတော့ဒါထွက်ခွာဖို့ပေါ့နော်စစ်ကောင်စီလောက်ကနေထွက်ခွာဖို့အတွက်လည်းမကြိုးစားခဲ့ကြဘူးပေါ့နော်အဲအကြောင်းမလို့ဒီချိန်မှာဖိအားပေးခံရတာဒီချိန်မှာ ီလိုမျိုးဒါအတင်းကျပ်ဒါခိုင်းစေခြင်းခံရတာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောကြရလည်းရှိတယ်ဗောနော်အဲ့တော့ကျတော့ဒါကကိုယ့်ရဲ့ရွေးချယ်မှုနဲ့ကိုပဲဆိုပြီးပြောကြရလည်းရှိတယ်အဲ့ဘလိုပဲဖြစ်ဖြစ်ဒါကတော့ပြည်သူရဲ့အမြင်ဖြစ်တဲ့အတွက်ဒါကပြောစရာတော့မလိုဘူးဗောနော်အဲ့ဒါပေမဲ့လည်းစစ်ကောင်စီကအခုလိုမျိုးပုံစံမျိုးဖြစ်အောင်တမင်သိမ်းကျုံပြီးတော့လှုပ်ဆောင်နေတယ်ဒီအထဲကမှတချို့ကဘလို့တချို့က အဲလိုလိုလားလားဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ပြောခဲ့ပြီးသားဖြစ်တယ်ပေါ့နော်ဒါထွက်လာတဲ့နာမည်ဆေးတွေကိုကြည့်မယ်ဆိုရင်လည်းသိတာစေပါတယ်ဒါပေမဲ့တချို့ကျတော့အမြင်ကက်တဲ့ပုံစံမျိုးနဲ့စောင့်နေကြတယ်လည်းရှိကြတယ်ပေါ့နော်အဲ့ဒါတော့ဒါမပြောတော့ဘူးပေါ့နော်ဒါဒီဥစ္စာကဒါစစ်ကောင်စီကပြည်သူကိုအသိအမြင်တွေဝေဝါးလာအောင် ပြီးတော့ဒါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာပေါ့နော်အဲသူတို့လုပ်သမျှဟာအကုန်လုံးကို တနိုင်ငံလုံးအတိုင်းအတာနဲ့ဘယ်ကဏ္ဍကမဆိုသူတို့ကိုထောက်ခံပါတယ်ဆိုတဲ့ပုံစံနဲ့သူပြကျင်တာဖြစ်တဲ့အတွက်အခုလိုမျိုးတွေလှုပ်လာတာဖြစ်တယ်။အဲ့တော့ဒါကျွန်တော်ပြည်သူကပြကျွန်တော်ကြီးလဲယူကျင်တယ်သိအောင်လား။အဲ့ဥစ္စာကြည့်ပြီးတော့အော်စစ်ကောင်စီပေါ့နော်တော်တော်ကိုချင်းနေဆိုးနေတာပဲပေါ့နော်။အဲ့ပြီးတော့ကျတော့ဒီ ပါဝင်ပေးကြပါလေဆိုတော့အဆိုတော်တွေပါလေဆိုလဲတော်တော်ကြီးရတယ်။သူတို့တွေကအောက်မှာပေါ့နော်အဲ့လိုမျိုးလိုက်ကြည့်ဒီသူရဲ့သူတို့ရဲ့ဆိုခဲ့မှုတဲ့နာမည်ကြီးတချင်းနေနဲ့သူတို့ကိုပြန်ပြောင်းနေတဲ့ဟာမျိုးလေးလည်းတွေ့ရတာပေါ့။အောင်လာတို့ပါလို့ဆိုပါလေ။ပါလေပြောမဲထဲမှာဆိုလဲပြောမဲမတွေ့ဘူးဆိုလဲပြော။ဒီလိုမျိုးပုံစံမျိုးတွေပြောကြရလေရှိကြတယ်ပါလေ။အဲဝေလာဆိုလဲပါတာပဲပေါ့နော်။ပြီးရင်ပါလေနီနီခင်စောဟလာအဲအဲအဲဥစားဆိုလဲဒါ အများကြီးပေါ့နော်အချိန်ချင်းခါခါရှုံးလဲပါညာနဲ့အဲသူတို့ရဲ့နာမည်ကြီးတဲ့တခြင်းတွေပေါ့နော်အဲ့တခြင်းတွေအကုန်လုံးကိုထည့်ပြီးတော့ဒါပြန်ပြီးသူတို့ကိုပြန်ပြီးဟာသအနေနဲ့ပြန်လုပ်ကြပေါ့နော် ပြည်သူတွေတကယ်တချို့အစိုးရတွေဆိုသူတို့အရန်သဘောကြရတယ်အရန်နှစ်သက်ကြရတယ်ဒါပေမဲ့ဒါကြီးကိုတော့ငါတို့လက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါကိုရဲ့မှတ်ချက်တွေပြသွားတာလည်းရှိတယ်ပေါ့နော်ရင်းအောင်လို့ပါလို့ဆိုရင်အတကုံပြောခံရတော့ပေါ့နော် အဲ့တော့ဒါဘလို့ပဲဖြစ်ဖြစ်ဒါသူတို့ရွေးချယ်မှုကြောင့်မလို့ပြည်သူကပြန်ပြီးတော့ဒါတုံ့ပြန်တဲ့ဟာတွေကိုတော့သူတို့ကတေချာပေါက်ပြန်ခန်းစားမှာပဲပေါ့နော်အဲ့ဒါကြောင့်မလို့ဒါအဲတချို့ဟာကြီးကြရင်ကိုကိုပြပြမြင်စေချင်တာလည်းပါပါတယ်ပေါ့နော်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒါအခုကျွန်တော်ကစဉ်းစားတာကတော့ပြည်သူဘက်ကိုယက်တီလာတဲ့သူတွေဒေါ်လာရင်းဘက်ကိုယက်တီလာတဲ့အမှုပညာရှင်တွေဒီလိုလူမျိုးတွေကိုကျွန်တော်တို့ပို့ပြီးတော့အပေးကြမယ်ပို့ပြီးတော့ချစ်ခင်ကြမယ်အဲပို့ပြီးတော့ဒါကိုအချင်းချင်းအပြန်အလှန်ဖေးမကြမယ်ပေါ့နော်အဲကျွန်တော်ကတော့အဲ့လိုပဲစဉ်းစားတယ်အဓိကတော့ ဗီဒီယိုဘက်ကိုရက်တည်ခဲ့တဲ့သူတွေကိုပို့ပြီးတော့တံမိုးထားမယ်ဆိုတဲ့ပုံစံမျိုးပဲကျွန်တော်ကတော့ပို့ပြီးတော့စဉ်းစားပြတ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ AAC OC ကျုပ်ပေါ့နော်ဘကြောထွန်းမြနိုင်ကိုအရန်ကိုချိန်ွားနေတဲ့ဘူးလက်ပေါ့နော်ဘူးလက်ဒီလှဆွေလှဆွေကတော်တော်လေးကိုချင်းနေစိုးနေတာဗျသူကတရားဥပဒေနဲ့ပတ်သက်လို့ပေါ့နော်သူ့ဘက်မှာလည်းသူမှွေတယ် အပြင်ဒီဘက်ကတော်လည်းတက်ဖွဲ့တွေဘက်ကိုလည်းအယမ်းမှွေတယ်ပြီးပြည်သူတွေကြားထဲမှာပေါ့နော်သူတို့ပြောသမျှစကားကသတင်းတစ်ခုဖြစ်သွားအောင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့တအားလှုပ်တယ်ပေါ့နော်ရှင်းမကြည့်နောက်မကြည့်ပုံစံမျိုးတွေလှုပ်တယ်ပြီးရင်လက်လွတ်စပယ်တွေပြောတယ်အဲပြောကြတော့ဒီ ဒီလိုကြိုက်လဲကြိုက်ပါတယ်သူပါဇက်နဲ့သူလှုပ်ရက်နဲ့သူနဲ့ထွက်လာတဲ့ဇကားနဲ့ကြိုက်လဲကြိုက်တယ်ဗောနော်အစင်တမ်းမရှိတဲ့ဇကားမျိုးတွေပြောတာမျိုးတွေလှုပ်ကြတယ်ဗောနော်အခုလဲဒါတည့်ရတိုင်းပဲဒါဘကြောထွန်းမျက်နှာရှိတဲ့နေရာကိုဘုံကျင်းမယ်တို့ပြီးတော့ကျတော့ဒီ KIA ကိုဗောနော်ဒါရွှေလက်နဲ့ခေါ်လို့မလာဘူးဆိုရင်ဘူးလက်လွတ်လိုက်မယ်ဘာညာဆိုပြီးတော့ဒါသူအဲ့အကြောင်းကိုသူကတခုတ်တရနဲ့ပြန်ပြောတာဗောနော် ပြန်ပြောပြီးတော့ဒါ तू อ่ะဒီငញ្ញံရေးကို तू อ่ะ तू อ่ะအမာလိုင်းပေါ့အဲ तू อ่ะအပြော့လိုင်းမဟုတ်ဘူးပေါ့နော်ငញ្ញံရေးဆွေးနွေးမဲ့ဘာညာဆိုတဲ့အထဲမှာနာမည်စင်းထဲမှာကြုတ်ကိုမထည့်နဲ့ပေါ့နော်ကျွန်တော်ကိုမထည့်နဲ့ကျွန်တော်ဆွေးနွေးမဲ့ကောင်မဟုတ်ဘူးပေါ့နော်အဲရှေ့မှာလည်းတို့တွေကဆွေးနွေးခဲ့တာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဆွေးနွေးဖို့အတွက်ကို तू อ่ะဖိတ်ခေါ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဖိတ်ခေါ်မှာမဟုတ်လား तू ပြောတဲ့ပုံစံအမေဘူးလက်လွတ်လိုက်မယ်လို့ဘာညာအဲ့လိုမျိုးပြောတာပေါ့အဲ့ကြတော့ तू ကအမာလိုင်းဖြစ်တယ်အပြော့လိုင်းမဟုတ်ဘူးဆွေးနွေးမဲ့ဟာမျိုး तू မလုပ်ဘူးပေါ့နော်အပြတ်ချမယ် तू อ่ะအပြုတ်ချမယ် အဲပြီးရင်ဒါသူ့ကိုလာမဆွေးနေနဲ့ဘာညာနဲ့သူကအဲ့လိုမျိုးပြောခဲ့တဲ့သူပေါ့နော်အခုလည်းဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ပေါ့နော်သူကအဲအေးဒီဟိုဟာနဲ့ပတ်သက်လို့ပေါ့နော်ဗိုလ်ချုပ်ထွန်းမြင့်နိုင်နဲ့ပတ်သက်လို့ဘယ်နေရာမှာရှိလဲရှိတဲ့နေရာကိုဘုံကျဲပြင့်မယ်ဘာညာဆိုပြီးတော့ပြောတာရှိတယ်အဲ့တော့အဲဥစ္စာနဲ့ပတ်သက်လို့သူကြွေးကြော်နေတာလို့ကြားပြီးဗျအဲရှေ့ပိုင်းမှာကနေရပေါ့နော်အဲဒီအေးအေးကိုပဲတောက်လျှောက်တောက်လျှောက်ကြွေးကြော်နေတာဘိုးတော်အေးကဘာလုပ်ထားလဲတော့မသိဘူး ဘူးလဲကိုအေးကဘာပြင်းထားလဲတော့မသိဘူးပေါ့နော်အဲအမြဲတမ်းမှာအထင်သေးတဲ့ပုံစံမျိုးနဲ့ပြောတာရှိတယ်ဒါပေမဲ့သူတို့အထင်သေးလို့မရတဲ့အဖွဲထဲမှာအေးကထိတ်ဆုံးကပါနေတာသူမသိရှာဘူးပေါ့နော်အဲကျတော့ဟိုနေပြည်တော်ကနေပြီးတော့ဘယ်မှမခွာဘဲနဲ့ပေါ့နော်အဲ့ဟိုအကောင့်တွေကပဲထထအော်နေတဲ့ပုံစံမျိုးဖြစ်နေတာတော့တွေ့ရတယ်အဲနောက်တစ်ခုကဒီဟာကလည်းနည်းနည်းတော့သတိထားမယ့်အရာပေါ့နော်ဒီအကောင့်ဒီလိုမျိုးမပြောခင်မတိုင်ခင်ရှေ့ကာလလေးတစ်ခုအပိုင်းခြားမှာပေါ့နော်ဒီအာခတ်တော်အေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ဗောနော်ဒါဗိုလ်ချုပ်ထွန်းမြင့်နိုင်ရှိတဲ့နေရာကိုရှာဖွေနေတယ်ဆိုပြီးတော့သတင်းတွေလည်းထွက်ခဲ့တာရှိတယ်ဗောနော်အဲပြီးတော့ဒါဒီဗိုလ်ချုပ်ထွန်းမြင့်နိုင်တွားခဲ့မှုတဲ့နေရာဗောနော်ရောက်ခဲ့မှုတဲ့ချိန်မှာဒီအဲကျွန်တော်ဒါပလီဖွင့်တဲ့ချိန်မှာဗောနော်အဲ့မှာအားလုံးနဲ့တွေ့ဆုံတွေ့ဆုံပြီးတော့ပြောကြတဲ့ဟာတွေရှိတယ်ဗောနော်ဒေသခံပြည်သူတွေနဲ့တွေ့တဲ့ဆုံတဲ့ဟာဗောနော်အဲဥစ္စာကိုဒါမီဒီယာတွေကနေပြီးတော့ live mode ကိုတင်လိုက်ခဲ့တဲ့ဟာတွေရှိတယ်ဗောနော်ဒေသတွင်းမီဒီယာတွေကနေတင်တာလည်းရှိသလို အဲ့လိုမျိုးတင်လိုက်တဲ့ဟာကြောင့်မလို့ပေါ့နော်ဒါဘုံကျဲမယ်ဆိုတဲ့ဟာမျိုးတွေဖြစ်လာနိုင်တယ်ဆိုပြီးတော့လိုက်ပြီးတော့ကန့်သက်ထိန်းချုပ်လိုက်တဲ့သတင်းတွေလည်းထွက်လာတာရှိတယ်ပေါ့နော်အဓိကတော့စစ်ကောင်စီကအဲ့လိုမျိုးခေါင်းဆောင်ပိုင်းတွေကိုပို့ပြီးတော့ပြစ်မှတ်ထားနေတယ်ဆိုတဲ့ဟာမျိုးလည်းကျွန်တော်တို့ကြားသိရတယ်အဲ့အတွက်လည်းသူက ဒီတရင်တစ်ခုတွေးလိုက်လိမ့်မယ်ထင်တယ်ဗျာဒီဘကြောက်ထွက်မျက်နှာရှိတဲ့နေရာကိုလိုက်လံစုံစမ်းနေတယ်ဆိုတော့ပုံစံမျိုးနဲ့ပေါ့နော်အဲအဲ့လိုပုံစံမျိုးအဲ့ကျစဉ်းစားစဉ်းစားမြင်ဒီကောင်းတွေနေနေပေါ့နော်ဟိုဒီဘက်ကတလိုင်းတက်ဖွဲ့တွေခေါင်းဆောင်နေရှိတဲ့နေရာကိုကိုတို့အလွယ်တကူမသိနိုင်တဲ့အနေထားတော့ဖြစ်နေတယ်ဗျာဒါပေမဲ့လည်းဒါကလည်းအနေများတယ်ပေါ့နော်အဲရှိနိုင်တဲ့နေရာအကုန်လုံးကိုလိုက်ပြီးတော့မမှန်ရန်လုံနေတာမျိုးကြီးလေကျွန်တော်သိရတယ်ဒီရှမ်းမြောက်ကိစ္စနဲ့ပတ်သက်လို့ပြောမယ်ဟေ့ဆိုရင်ဒါ အဲနောင်ချိုတီဘောကြောင်မဲပေါ့နော်ဒီလိုမျိုးတွေကိုသူတို့စပြီးတော့လှုပ်တဲ့ချိန်မှာပေါ့နော်အဲအဲ့လိုပုံစံမျိုးခေါင်းဆောင်တွေဘယ်နှမှာရှိလဲကိုကဲတဲ့နေရာတွေဘယ်နှမှာရှိလဲဒီနေရာတွေကဘယ်နေရာတွေလဲဆိုတဲ့အကြောင်းကိုမြေပြင်ကနေသတင်းလိုက်တယ်ဆိုတဲ့အကြောင်းဒါကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်အဲ့ပုံစံမျိုးပဲစစ်ကောင်စီကတကယ်လှုပ်ခဲ့တာဖြစ်တယ် အခုလဲဒါအရခတ်တော်အေဘက်ကိုဒီလင်းဘုံကျဲတာတွေတောက်လျှောက်လောက်လာပြီပေါ့နော်အဲချို့နေရာတွေမှာဒါအရသာပြည်သူတွေဘာဖြစ်လဲညာဖြစ်လဲကျွန်တော်တို့ဒါပြောကြရတယ်တောက်လျှောက်လည်းပြောကြရတယ်သူတို့လည်းကျဲတယ်တောက်လျှောက်ကိုကျဲတာပေါ့နော်ပြည်သူတွေဆိုတိတ်ဆုံးတာဒါဆင်းနေကြီးရာနေကြီးဒါမျိုးပုံစံမျိုးတွေဖြစ်လာပြီပေါ့နော်အဲကြောင့်အဲ့လိုမျိုးကျဲတဲ့ဟာတွေကတချို့အပိုင်းတွေမှာသူတို့ကသူတို့အတွင်းထဲကနေပြီးတော့သတင်းပေးတဲ့ဟာမျိုးဒါမှမဟုတ်လေသူတို့မတိမကျမသိမကျပဲနဲ့ရတဲ့သတင်းမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေကြောင့်မလို့ကောက်ကောက်ကျဲပြတဲ့ဟာတွေလည်းရှိတယ်ဗျအဲဒါကြောင့်မလို့ သူကထွက်လာပြီဆိုတဲ့အချိန်မှာရလက်ကိုသူတို့နားထောင်တယ်ပေါ့နော်ဒါပြည်သူပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူတို့ကယူမဆိုင်ဘူးဒါပေမဲ့အဲ့နောက်ွယ်မှာပေါ့နော်ဒါဒီ AA ဘက်ကဆိုလဲ AA ဘက်ကအကြီးပိုင်းနေထိသလားဆိုတဲ့ပုံစံမျိုးနဲ့သူတို့နားထောင်တာရှိဒါပေမဲ့အဲ့ဥစ္စာကိုလည်းသူတို့တောက်လျှောက်လိုက်စုံစမ်းနေဆိုတဲ့အကြောင်းလည်းသိရတယ်ပေါ့နော်အဲအကြောင်းမလို့ဒီအယူပြောတဲ့ဟာကပေါ့နော်တခါလေကြာရင်လည်းသတိထားရတယ်ဆိုတာက ကိုဘကသူတွေဒါဘာမှမဖြစ်စေချင်တဲ့ပုံစံမျိုးနဲ့သတိထားရတာမျိုးလည်းရှိတယ်စစ်ကောင်ပစီဘက်ကပေါ့နော်အဲ့လိုမျိုးယုံညံ့တဲ့ဟာမျိုးရှိတယ်ဆိုတော့ဟာလဲကျွန်တော်သိစေချင်တယ်ပြီးတော့ तू ပြောရတဲ့အထက်မှာလည်းပါတယ်ပေါ့နော်လိုင်ဇာကိုဘုံကျဲဖို့အတွက်လည်း तू တိုက်တွန်းခဲ့တယ်ဆိုတဲ့ပုံစံမျိုး तू ပြောခဲ့ဘူးတယ်ပေါ့နော်အဲ့တော့အဲဒါကလည်းသတိထားရမယ့်အရာတစ်ခုဖြစ်တယ်ပြီးတော့ဒီရက်ထဲမှာကိုပဲအာခတ်တတော် AA ရဲ့ လှုပ်ရှားမှုတွေကိုသူတို့တေချာပေါက်ကြောက်ရွံ့ထိတ်လန့်တုံလုံးနေတာမျိုးတွေလည်းရှိကောင်းရှိမယ်ပေါ့နော်တချို့နေရာတွေမှာသူတို့ပြန်ပြီးတော့ဒါတိုးနိုင်လိုက်ပြန်ဆုံနိုင်လိုက်အဲ့လိုစစ်ရေးချိန်တွေကတော့အဲ့လိုရှိတယ်ဆိုပေမဲ့လည်းလာမဲ့အလားလာပေါ့နော်အဲ့ဥစ္စာတွေမှာတော့သူတို့စိုးရင်ရတာရရှိတယ်ဒါ CB ဖွဲ့နဲ့တွေ့တဲ့ကိစ္စမျိုးတွေရှိတယ်ပေါ့နော်ဒါကိုရောမှပြောထားတဲ့ဟာလည်းရှိတယ်အဲ့ဒါလည်းကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုမှထည့်ပြီးတော့ပြောပြမိမယ်ပေါ့နော်အဲကြတော့ဒီ AA အနေနဲ့ရှေ့လာမဲ့လုပ်ငန်းစဉ်တွေလှုပ်ဆောင်နေတဲ့ဟာတွေကိုတို့လည်းမြင်တွေ့နေရတာဖြစ်တဲ့အတွက်ပေါ့နော်တို့သတိထားရမယ့်အထဲမှာပါတယ်အဲတို့အတွက်အရေးကြီး ဖြစ်ရှင်းရမယ့်ပုံစံတစ်ခုအနေနဲ့ရှိနေတယ်။ဒါကြောင့်မလို့ဒီခေါင်းဆောင်ဆိုတဲ့လူမျိုးတွေကိုလိုက်ပြီးတော့ဒုက္ခပေးဖို့လုပ်မှာတော့အသေးချာပဲဆိုတာလည်းဒါလည်းပြောချင်တယ်ပေါ့နော်။နောက်တစ်ခုကဒါကြောင့်အားရတဲ့တရင်ပဲ။အဲ့ဒါကလေဒါပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒါအဲ့လောက်ကြီးထိမပြောကြပါဘူး။တချို့လည်းလာပြီးပြောကြရရှိ။ဘာလဲ Lion Man Lion Man ဆိုတဲ့လူပေါ့နော်။အဲ့ဒီလူကလုံးဝကြက်ခိုင်အမာခံဖြစ်မှာဗျာ။သူကသူ့သားကဒီပမောတိုက်ပွဲမှာ KIA ဓာတ်ပေါ်တွေပေါ့နော် KIA အရာရှိရဲ့ဓာတ်ပေါ်တွေကိုတက်နင်းထားတဲ့ပုံစံမျိုးနဲ့သူကပုံနေပါတင်တင်တဲ့ဟာကို तू ကတင်လာ तू သားကသူ့ကိုပို့ပေးတာဖြစ်မသိအဲဥစ္စာကို तू ကအဲ့လိုတင်ခဲ့တယ်တင်ပြီးတော့ဒါမှငါသားကွာဂုံယူရတယ်ကွာဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ခဲ့တဲ့ဟာပေါ့နော် အဲ့မှာတိတ်မကြဘူးဒါအလုံးသိမှာပါဒီရက်ရက်တောင်မကူထင်တယ်ဗျာကျွန်တော်အဲ့မှာ screen shot အိမ်မှာကြည့်တဲ့အချိန်မှာပထမ post တင်တဲ့ဟာက one day အဲဒုတိယ post ထပ်ပြီးတင်တဲ့အချိန်မှာက80 hour 80 hour 16နာရီပေါ့နော်လွန်ခဲ့16နာရီနိုင်ပိုင်းလောက်ပဲချားမှာဗျာပြောချင်တာဒီရက်ကမပြည့်သွားဘူးပေါ့နော်ပထမတစ်ခုကကြတော့သူသားကိုဂုဏ်ယူပါတယ်အောင်မြင်မှုအတွက်ဒါသူကတင်ထားတဲ့ဟာနောက်တစ်ခုကကြတော့သူသားတေးသွားလို့ သူသားသူသားသေးသွားလို့ဒါအာငါသားကြီးကဂုံယူရဲကဖိမငုံဘူးနော်မြေကြီးကသူ့လိုလိုကြလာတယ်လို့တချင်းတွေကကောက်ဆက်ဖြစ်တာကောအေးအဲဥစားပါနော်အမှန်ဆိုရင်တော့ဒါလူသေးတဲ့ဟာပေါ့နော်အဲလူသေးတဲ့ဟာအပြည့်တဲ့အတွက်ကျွန်တော်တို့အဲ့လိုဒီလိုမျိုးကြီးတိုင်းတိုင်းတိုင်းပြောရမယ့်ကိစ္စမျိုးတော့မဟုတ်ဘူးဗျာဒါဟိုဘက်ဒီဘက်ဒါလူသေးနေကြပါဘောနော်သူလည်းအဲ့ဒါကိုလာပြောကြတယ်ပေါ့နော် အာကိုအဲ့လိုမျိုးတော့မကောင်းပါဘူးနော်ဟိုမှာလည်းသူသားတယောက်ဆုံးရှုံးတာဆုံးဒါမဲ့စိတ်တွေကပြောချင်တယ်ဆုံးရှုံးတော့ဘာဖြစ်လဲသူတို့အခုလိုမျိုးဒါတိလာဟိုပြည်သူတွေဒါနေအိမ်တွေကိုတိုက်ခိုက်တာမျိုးတွေပေါ့နော်အဲရဲဆက်ဆက်လှုပ်တာမျိုးတွေအဲပြီးရင်ဘုံကျဲတာမျိုးတွေကလေးတငယ်တွေတတ်ဖြတ်တာမျိုးတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကနေ့စဉ်နဲ့မျှတောက်လျှောက်ကြည့်မြင်တွေ့နေရတာဖြစ်တဲ့အတွက်ပေါ့နော် ဒီလိုမျိုးပုံစံမျိုးနဲ့မှကျွန်တော်တို့ကအောင်ဝဲမခံဘူးဆိုဘလို့အောင်မခံဘူးကျွန်တော်အဲ့ဒါလည်းပြန်ပြီးတော့ပြောချင်တာပေါ့နော်လာပြောရဲလူတွေဒါပေမဲ့တချို့ကကြောက်လည်းဘလို့လဲဆိုတော့ကျွန်တော်ဘက်တော့ဒါတွေကိုအချင်းချင်းအောင်အာကိုတက်မြန်ဒီမှာတရေရပြီကျွန်တော်တော့သွားမှန်ထားလိုက်သေးတယ်လို့နောက်ဆုံးအဲ့ဘဲရပါတော့လုံးဝအခုကြည့်ရအကောင့်မှပြတ်သွားလားမသိဘူးလာလာမမေးကြပါနဲ့တော့တွေပါညတွေအထိအကုန်လုံးအဲ့လိုဖြစ်သွားတာပေါ့နော်အဲသူ့စီမှာသွားပြီးတော့ပြည်သူတွေကအောင်ဝဲခံကြတာတော်တော်ကြေကွေးရမှသီလားအဲ့လူက ဘာကြောင့်လဲဆိုတာအတန်းကြောင်ဖားတယ်အဲ့လူလှုပ်တဲ့အကြောင်းလို့လဲပါကောင်းပါနိုင်တယ်နောက်တစ်ခုကအဲ့လိုမျိုးအဲသူတို့ဘက်ကလှုပ်လိုက်ပြီဆိုတဲ့အချိန်မှာတော့တကယ့်ကိုဂုံယူဝင့်ကြွားစွာကြီးနဲ့ပြောတာပေါ့နော်ဂုံယူဝင့်ကြွားစွာနဲ့ဓာတ်ပုံနေနဲ့ပါတင်ပြီးတော့ तू อ่ะအဲဒါကျွန်တော်တားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဂုံယူဝင့်ကြွားစွာကြီးနဲ့ तू อ่ะပြောတာဗျအဲ့တော့じゃတော့တိတ်မကြခင်မှာပဲ तू တားအဲ့လိုဖြစ်သွားပြီဟေ့ဆိုတဲ့အချိန်じゃတော့ ဒီဘက်ကတက်ဖွဲ့ရပျော်ပြီပေါ့သိရမလားတွေ့လာမင်းငါတို့ဟိုဘာဖြစ်တော့ကြာတော့အမေခြေောက်နဲ့တက်နင်းထားတယ်ဘာဖြစ်လဲညာပဲအေးအခုမင်းလည်းရောက်ပြီဆိုပြီးတော့အခုကြကြည့်ရတာအလောင်းတော်မှာပြန်ရခြင်းမှာရသူတို့မြင်မြင်ခြင်းမှာမြင်ရမှာဗျာသိကြတယ်ဘာဖြစ်လို့ဆိုတော့အဲ့ဘက်ချမ်းကတိုက်ပွဲတွေမှာစစ်ကောင်စီကအဲ့လိုမျိုးဖြစ်ပြီးဆိုတဲ့ခါကြရင်အဲချက်ချင်းလက်ငင်းပေါ့နော်တိတ်သွားပြီဆိုတဲ့သတင်းပို့တယ်သတင်းလှမ်းပြီးတော့ပြောတာမျိုးရှိမယ်ဖုန်းဆက်တာမျိုးရှိမယ်ဒါတော့ကနောက်ကြပြီးရတဲ့ကြိုလိုက်ပြီဆိုတဲ့အကြောင်းတစ်ခါလဲပါတယ် သူတို့တကြွားမှာမဟုတ်ဘူးသူတို့စီကိုဘာမှရောက်လာမှာမဟုတ်ဘူးအယိုးပြတွေဘာတွေညတွေဘာမှရောက်လာမှာမဟုတ်ဘူးတေးကြတယ်မှန်းပြီးတော့ပဲဖြောင်းဖြောင်းနိုင်ပြီးထုံးရမှာပေါ့နော်အဲ့လိုပုံစံမျိုးပဲလုပ်ရမှာအဲ့ကြအခုလဲသူကအောင်ပွဲခံတဲ့ပုံစံမျိုးနဲ့တက်ဘော်ဒီကိုတက်နေပြီးတော့ပေါ့နော်ကြည်ရင်ရရှိတက်ဘော်ဒီတက်နေပြီးတော့သူရေးခဲ့တယ်အဲပြီးရင်ဒုတိယ post မှာကျတော့တေးသွားပြီးဟေးဆိုတဲ့ခါကျတော့နောက် post တွေက post တွေပါပြတ်ကြကုန်တဲ့အစိမ့်တွေဖြစ်သွားပြီးသူတွေကဝင်ပြီးအောင်ပွဲခံအ ပြည်သူတော်လန်ပြည်သူကိုပြောတာဟုတ်လားအဲကြတော့သူတို့ဘက်မှာဖြစ်နေတဲ့အနေထားကအဲ့လိုနေတောင်မှမကူတဲ့အနေထားတွေဖြစ်နေတယ်အဲအခုလက်လို့အခုနေမြင်ညပြောက်ကိုမဟုတ်ဘူးနေမြင်ခဏနေပြောက်ဖြစ်နေတာအခုကသူပြောကြတော့အဲ့ဘက်ချမ်းနေမှာပြန်ပြီးတော့ဒါတော်လိုင်းတက်ဖွဲ့တွေကစူးမိုးတဲ့နေရာမျိုးတွေလည်းရှိလာတယ်တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်နေရမျိုးတွေလည်းရှိတယ်စစ်ကောင်စီဘက်ကတော့တေချာတယ်သူကဒီဗမော်ကိုပြန်ပြီးတော့လုံးလုံးထိန်းချုပ်နိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ ဝါရဖြန့်တာတွေရှိတယ်ပေါ့နော်ဒါပေမဲ့မြေပြင်မှာဖြစ်ပျက်နေတဲ့အနေအထားတွေကိုကျွန်တော်ထပ်ပြီးတော့စုံစမ်းပေးပြပေါ့နော်အားရစရာတွေလည်းရှိတယ်ပေါ့နော်အဲရှစ်ရှစ်တက်မှာကိုအစ်စ်ပြောင်းလာတဲ့ကောင်ဘေးကောင်လဲလို့ပြီးရင်အဲ့ဒီကောင်ကဗမာဝါရဖြန့်ခဲ့တဲ့ကောင်လဲဒါပေမဲ့အခုရောက်လာပြီးတဲ့အချိန်မှာဘာတွေဖြစ်နေသလဲနော်ရှစ်ရှစ်တက်မှာကကသူကတမတတိကနေတော့ပြန်ပြောင်းလာတာအားလုံးတွေးလိုက်လိမ့်မယ်ထင်ပါတယ်ဒီဒီတံပေါက်တွေပါလေဝေပြီးတော့ပေါ့နော်အဲတံပေါက်တွေပါလေဝေပြီးတော့အဲဟာ ဲတားတို့ကလာတာနောက်ကြွားတယ်တို့အဲဒီလားဟာမေတို့စောင့်နေတာအချိန်ကြွားတယ်ဗောနော်အာအာနာပါတယ်တားတို့လာတာနောက်ကြွားတယ်အခုတော့အေးဆေးဆေးဖြစ်ပါပြီတို့အေးချမ်းချမ်းဖြစ်ပါပြီတို့အဲပြီးရင်ဓာတ်ပေါက်တွေဝေထည့်ပြီးရတွေ့ရမလားဟာရော့ဘာဖြစ်တယ်ဂျာဖြစ်တယ်အဲဓာတ်ပုံတွေဘာတွေရိုက်ပြီးရင်ဗီဒီယိုမှတ်တမ်းတွေရိုက်ပြီးရင်ကတဲ့ကြောင်းနေတဲ့မှာဝင်ပြီးတော့အမကလေးတွေနဲ့ဟိုဟိုရှောက်ပြောတီရှောက်ပြောအဲ့လိုပုံစံမျိုးကြီးပြောပါတော့လုံးဝဝါရဖြန့်တဲ့ပုံစံမျိုးကြီးလုပ်ခဲ့တဲ့ အဲ့မြင်ဟင်းဆိုတဲ့လူအဲ့လူအဲ့ဒါကျွန်တော်ဖြူအောင်မူပဲပေါ့နော်စီတမ်ဘလော့ကင်ကအဲ့လူပဲအဲ့လူကလည်းအခုဒါရှေ့ရှေ့တက်မမှုအနေနဲ့ပြန်ရောက်တယ်ဆိုပြီးတော့သိရတယ်တက်မမှုအစ်စ်ပေါ့နော်ရောက်တာမှရပ်ပိုင်းမဲ့ရှိသေးတယ်ဒါပေမဲ့သူ့စီကားကောင်တွေကတော်တော်လေးအချိန်နေဆိုးနေတဲ့အနေအထားဖြစ်နေပြီပေါ့နော်အဲ့ယာယီတရင်မှုတွေအလုလုတာတွေပုံမလာလို့သူ့မှာတော်တော်လေးကြေကွဲပေါက်ကွဲအဲ့လူကဗျာကျွန်တော်ပြောခဲ့သလိုပါပဲတကယ်ဟိုခုနလိုမျိုးတာပေါ့နော်ဟန်ပြအလုရက်တွေကိုသူကအရန်လုပြခြင်းတာလက်အရန်လုပြတတ်တာ ဇီယုံရေးဘာညာသူအရန်ကောင်းတယ်ဗျာဒီလားအာကောင်းတယ်တော်ကီကောင်းတယ်ဗျာဒီလားဒါပေမဲ့သူ့ရဲ့တကယ်နောက်ွယ်ကအကြောင်းအရာတွေကိုကျွန်တော်တို့ကသိတဲ့သူအချင်းချင်းဆိုရင်တအားအမြင်ကတ်တာအဲ့လူပဲဒီအောင်လားလာတကယ်ဗျာအဲ့လိုမျိုးဟိုကိုအောက်ကလောက်ငယ်သားဆိုတာရန်ဖိနေတဲ့ပုံစံမျိုးအာပြင်ဖျားတရားတအားလုတ်ပြအဲ့ဒါပေမဲ့ဆွဲပြီးရေးဆိုတဲ့ခါကျရင်ဖျားစင်ရှိလဲမရှောင်ဘူးပေါ့နော်ဆဲလိုက်ရင်လည်းအဲ့လိုပြပြနှစ်နှစ်ကြီးတယ်အဲ့လိုကြီးတွေဆဲတာ ဆဲရဆဲရအာပြင်ဆဲပြီးဟေးဆိုရင်လည်းမပြီးတော့ဘူးဒီလားအဲ့လိုမျိုးသူ့ဘေးနားကနေလူကထွက်လာပြီအဲ့ဆဲဆိုင်ကြီးကနောက်ကနေလိုက်လိုက်လာတာအဲ့လိုမျိုးကြီးအဲ့လောက်ထိအဲ့လိုမျိုးပတ်ပတ်ဆက်ဆက်ဆဲတဲ့သူမျိုးပေါ့နော်ကြည့်လိုက်ရင်တော့အမဲဒါဖျားတရားလို့လို့လို့ဒါဘာဘာလုံးဝဗျာတကယ်ကိုသိရမလားအဲဟိုလူလူတော်လူကောင်းလိုမျိုးအဲအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲပြီးတော့ကျတော့တကယ်ဖိုက်တာလို့လို့ဘာလို့လို့ဒါလိုမျိုးပုံစံမျိုးဒါသူတို့ပြောကြဆိုကြအဲလောက်ပြကြရှိရပါတော့ဒါပေမဲ့သူ့အောက်ကကောင်တွေက တော်တော်လေးကိုချင်းနေစိုးနေတာပေါ့နော်ဒါကျွန်တော်ထပ်ပြီးသတင်းတွေထပ်ပြီးစုံစမ်းသိရရှိရပေါ့နော်အဲ့ဥစားတွေထပ်ပြောပေးမယ်အဲ့မှာအဲ့လိုပေါ့အောက်ကဖွဲ့တွေကယာယီတိုင်မှုတွေကသူခိုင်းနေတဲ့အတိုင်းမှာဖြစ်တဲ့ခါမှာပေါ့နော်အဲ့စီဗလင်းကားချိတ်တာလို့ပါလို့အဲ့လိုအစင်းနေဒီဖြစ်နေတာပေါ့နော်တော်တော်ကိုအခြေအနေဆိုရနေတဲ့အနေဒါအဓိကတော့သူကအဲ့ပမော်နေရာမှာသူကစိန်လုံးမှာနေခဲ့ဘူးတယ်တော်ဖုံးရံမှာနေခဲ့ဘူးတယ်အဲတက်မဌာနချုပ်မှာဖြူဝမှုနေနေသူကနေခဲ့ဘူးတာဖြစ်တယ် အဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ဒီအခုလက်ရှိအခြေအနေနေထားရပါเนาะစစ်ကောင်စီကအဲ့လိုနေခဲ့ဘူးတဲ့သူတွေကိုကြည့်ပဲပြန်ပြီးတော့ခန့်နေတာရှေ့မှာရှိတဲ့ဒါတင်မင်းလက်ဆိုရင်လည်းအဲ့တိုင်းပဲဂါကံမှာနေသွားခဲ့တာပါเนาะစိန်လုံးမှာနေသွားခဲ့တာဂါကံမှာနေသွားခဲ့တာ ဗျူဟာမှုအနေနဲ့နေခဲ့တာဖြစ်တဲ့အတွက်သူတို့ကိုတက်မှာမှုအနေနဲ့ပြန်ထားရမျိုးရှိတယ်ဗောနော်အခုလည်းအဲ့လိုပဲဒါစာက27မှာ27တက်မှာမှုရှိတယ်ရှစ်ရှစ်တက်မှာမှုရှိတယ်နှစ်ခုရှိရဗောနော်အဲ့နှစ်ဦးထဲမှာဒါရှစ်ရှစ်တက်မှာမှုအနေနဲ့ခုနမြင်ဟင်းကိုပြန်ထားတယ်အဓိကတော့အဲ့နေရာတွေအဲ့ဒေသတွေမှာသူတို့နေခဲ့ပူးတဲ့သူအဓိကတာဝန်ကျပူးတဲ့သူအဲပြီးတော့ကြဒီနေရာဒီဒေသအကြောင်းကိုသိတဲ့သူအဲပြီးရင်အဲဂျားကတချို့အဖွဲ့တွေနဲ့ဆက်ဆံလို့ အဆင်ပြေလောက်မဲ့သူအဲအဲ့လိုမျိုးပုံစံမျိုးတွေကိုသူတို့ပြန်ထားရရှိတယ်စစ်ကောင်စီကအုံနောက်တော့ကြီးတယ်ဘောနော်အဲ့လိုမျိုးပုံစံမျိုးဖြစ်တဲ့အတွက်ဒီလူတွေကိုပြန်ထားတာဒါပေမဲ့ဒီလူတွေအတွက်ကြတော့လုံးဝဒေတွင်းနဲ့ပြန်ပို့ခံရတဲ့အတိုင်းပဲဘောနော်နောင်ချိုတို့ဘာလို့ညာလို့သူတို့ပြန်ရတယ်ဆိုတဲ့ဟာကတရုတ်ရဲ့ဂျာဝင်မှုကပြောချင်တာအတိအောင်သူတို့ဘလောက်ပဲတိုက်ပြပြအဲ့မျိုးကပြန်ရမှာအဲ့လိုမျိုးသဘောတူတူထားပြီးသားလေနော်အဲ့လိုမျိုးကိုဗျာ तू ကလုံးဝဘွာလာဖြတ်နိုင်ပါလေလောက်ပြတယ်။ तू ကအဲ့လိုမျိုးဟာငါဒီလိုလောက်ခဲ့တာဆိုပြီးတော့ तू ကကြွေးကြော်နေတာဗျာ။ ဒါပေမဲ့ဗမောကအဲ့လိုမျိုးထဲမှာမပါဘူးကျွန်တော်ပြောတရုတ်ကတော့ဖီအားပေးတာတော့မှန်တယ်ဗျာတရုတ်ရဲ့ဖီအားပေးမှုနဲ့ဒီနေရာကိုဒါပြန်ပြီးတော့ပေးရလိမ့်မယ်နောင်ချိုလိုမျိုးပဲရလိမ့်မယ်အဲကြောင်မဲလိုတီဘောလိုပဲရလိမ့်မယ်ဆိုပြီးတော့တွေးထားရဆိုရင်တော့သူတို့အတွက်တော်တော်အချင်းနေစိုးတာပဲပေါ့နော်ဒါအခုရက်ပိုင်းပဲရှိသေးတယ်တော်တော်ကိုပောက်ကွဲပြင်းထန်တဲ့တန်စင်တွေကကြားနေရပြီပေါ့နော်အောက်ကကောင်တွေကိုလုံးဝပြောတာဆိုတာများပပတ်ဆက်ဆက်တွေပေါ့နော်အဲရီမန့်ချက်နေရာတွေကိုရောက်အောင်မသွားနိုင်လို့မလုံနိုင်လို့ဆိုတဲ့ပုံစံမျိုးတွေဒီ ဖြစ်လာနေပြီဆိုတဲ့အကြောင်းလည်းဒါပြောချင်တယ်ဗောနော်အဲ့တော့ဈေးကောင်စီဘက်မှာကအဲအောက်ခြေပိုင်းဟိုနေ့ကကျွန်တော်ပြောခဲ့စကားစက်ခုံဘက်ကအခြေအနေတွေပြောခဲ့တယ်ဗောနော်တရင်တရင်မှာဖြစ်ပြနေတဲ့အနေထားတွေအဲတရင်တရင်ရဲ့ပျောက်ကွယ်သွားတဲ့အင်အားတွေဗောနော်ပြီးရင်တမမှုနှစ်ယောက်တရင်တမတမကိုဒါတမမှုနှစ်ယောက်ကုတ်ကဲနေရပါတယ်ဆိုတဲ့ပုံစံမျိုးတွေဗောနော်ဒါမျိုးတက်တက်ထဲကအခြေအနေတွေလည်းရှိသလို သူတို့ရဲ့အကြီးပိုင်းနေပေါ့နော်အခုဒါတက်မှမူအဆင့်နေပေါ့နော်အဲ့တက်မှမူအဆင့်နေဟာမြေပြင်မှာဆင်းပြီးတော့လုံးဝအနိကခုတ်ခဲ့ပြီးတော့ဟိုးရင်တုန်းကတည်ရင်မှုကတက်ခွဲမှုကိုကုတ်ခဲ့သလိုပုံစံမျိုးတွေသူတို့အဆင့်နေကြကုန်တယ်အဲ့လိုမျိုးအဆင့်နေဒီဆင်းပြီးတော့အုပ်ချုပ်ရတယ်ဒါပေမဲ့လည်းအဆင်ပြေလားဆိုတာအဆင်မပြေဘူးဟိုးရင်တုန်းကလိုမျိုးသူတွေလည်းမဟုတ်ဘူးဖြစ်နေတယ်ပေါ့နော်အဲသူတို့အတွက်ကပြီးရင်ဒါစစ်သားတွေထဲမှာဆိုလည်းကြည်လိုက်ရင်ဒါအရင်တုန်းကတက်ချက်ကြီးလို့အတွေ့အကြုံရှိပါတယ်ဆိုတော့သူတွေအဲအဲ့လိုမျိုးသူတွေကအစဒါနားသွားတာတွေ တည်သွားတာတွေအဆက်ပြတ်သွားတာဖြစ်တဲ့အတွက်ဟူပါစတွေကိုသူတို့ကညွှန်ကြားနေရတဲ့အနေအထားအဲ့ကြတော်တော်ကိုစိုးရတဲ့အနေအထားနဲ့သူတို့အဓိကတော့ဒါကျွန်တော်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေဘက်မှာလည်းအခက်ခဲတွေလိုအပ်ချက်တွေရှိတယ်လို့ပေါ့နော်စစ်ကောင်စီဘက်မှာလည်းကျွန်တော်တို့မမျှော်မှန်းထားနိုင်တဲ့တကယ်ကြီးမားတဲ့အခက်ခဲတွေတားဆီးတွေသူတို့ကြုံနေရတယ်အဲ့ဒါကကျွန်တော်တို့ဒီဘက်ကတော်လိုင်းပြည်သူတွေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ကြိုးစားအားထုတ်မှုပူးပေါင်းပြီးတော့လှုပ်ဆောင်မှုတွေကြောင့်မလို့သူတို့ဒီလိုခက်ခဲတွေကြုံရတာအရင်တော့ကသူတို့ကအဲ့လိုမျိုးကြုံရတဲ့ကောင်တွေမဟုတ်ဘူးအာတတ်မှမှုဆိုတဲ့ကောင်ကမြင်အောင်မြင်ရအောင် ဟာလာလိုက်ရင်တကယ်လုံးဝစစ်စစ်သူကြီးစစ်ပရင်အဲအဲ့လိုပုံစံမျိုးနေလာတာအောက်ကောက်ကောင်တွေပြတောက်နေရတယ်အဲ့လိုမျိုးမြင်တော်မှမမြင်ရတဲ့သူတွေပေါ့ဗျာသူတို့ကိုမြင်ခွင့်ရရင်ကိုပဲတော်တော်ကန်ကောင်းနေဆိုပြီးပြောရမယ်အနေထားအဲ့လိုမျိုးကိန်းကြီးခိုင်းနေနေကြတဲ့ကောင်တွေအခုကျတော့ဂရုချင်းတွေကိုခေါင်းမပေါ်နိုင်တဲ့အနေထားတွေဖြစ်နေတာဒါကတော်တော်ကိုလာဒီဘက်ကတော်လိုင်းအမြင်နဲ့ကြည့်မယ်ဟေ့ဆိုရင်ကျွန်တော်ကတော့တမမှုတွေဒီလိုမျိုးဖြစ်တဲ့ဖြစ်စဉ်မျိုးကျွန်တော်မမြင်ခဲ့ဘူး ဗျူအမှုတွေဂုံးကာကွယ်နေရတဲ့ဖြစ်စဉ်မျိုးကျွန်တော်မတွေ့ခဲ့ဘူးပေါ့နော်။တရင်တရင်မှာဒါရှင်းအင်အား160မှာ120လောက်ကလူသစ်ဆိုတဲ့ဟာတွေကျွန်တော်တို့မကြားခဲ့ဘူးပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဘက်မှာလည်းဒါပြန်ပြန်ပြီးတွေးကြည့်မယ်ဆိုရင်အားရစရာတွေအများကြီးရှိတယ်။ဒါကိုယ့်ဘက်ကကြည့်ပဲလိုအပ်ချက်တွေကိုကျွန်တော်တွေးနေလို့ဆိုတာစဉ်းကျင်စရာဖြစ်ကောင်းဖြစ်မှာပေါ့နော်။ဒါပေမဲ့ရန်သူဘက်မှာဖြစ်နေတဲ့အရာတွေကဒီအရာတွေကလည်းသူ့အနဲ့သူအလိုလိုတော့ဖြစ်လာတာမဟုတ်ဘူး။ဒီဘက်ကတပ်ဖွဲ့တွေကပူးပေါင်းလှုပ်ဆောင်မှုတွေကြောင့်မလို့သူတို့ဒီလိုမျိုးအခြေအနေတွေရင်ဆိုင်နေရတာပေါ့နော်။အဲ့တော့ ျွန်တော်ဆက်ပြီးတော့တောက်ခံကြမယ်တက်ဆက်ပြီးတော့ဒါကိုတက်နိုင်နိုင်လှုပ်ကြမယ်ဆက်ပြီးတော့အောင်မြောင်တွန်းကြမယ်ဆိုရင်ဒီထက်ပိုဆိုးတဲ့အခြေအနေတွေဒီကောင်နေကြုံရမှာဒီလိုမျိုးကြုံရဖို့အတွက်လည်းဒါကျွန်တော်ဆက်ပြီးတော့စူးစမ်းကြဖို့လိုတယ်ဆိုတဲ့အကြောင်းဒီညနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်